ဝိဒေဟရစ်တိုင်းမိထီလာပြည်မှာမဟာဇဏကမင်းကြီးစိုးစံတဲ့အချိန်မှာမဟာဇဏကမင်းကြီးမှာ သားတော်နှစ်ပါးရှိ ပထမသားတော်ကတော့အရိဋ္ဌဇဏကလို့ခေါ်တယ်ဒုတိယသားတော်လေးကတော့ပောလဇဏကလို့ခေါ်တယ်အဲ့တော့မဟာဇဏကမင်းကြီးနေရဆန်သွားတဲ့အချိန်မှာ သားတော်ကြီးအရိဋ္ဌဇဏကဟာတိုင်းပြည်ရဲ့ချင်းနှန်းကိုတိမ်ပြန်စိုးစံတဲ့အချိန်မှာညီတော်ပောလဇဏကဟာအေရှိဇံမင်းသားဖြစ်လာတာပေါ့ အဲ့ဒီအချိန်မှာညီတော်ပေါ်လာဇနကအကြောင်းကိုအရိဋ္ဌဇနကကိုဘယ်ကောင်းကသွားပြီးတော့ခြုံတွန်းလောက်လိုက်လဲမသိဘူးနော်ဂုံချော့ပြီးတော့ရှောက်ကျင်လိုက်တဲ့အချိန်မှာအရိဋ္ဌဇနကသူ့ထင်းနှန်းကိုလူယူမအောင်စိုးရိမ်နေတဲ့အတွက်ညီတော်ကိုအရာချပြီးတော့အိမ်ရှိဆန်အရာကချပြီးဖမ်းပြီးတော့တခါတည်းထောင်သွင်းအကျဉ်းချတာအဲ့တော့ပေါ်လာဇနကဆွမ်းဆောင်ရင်မြင်မာတဲ့သူဖြစ်တဲ့အတွက်အကျဉ်းကနေလွတ်အောင်ကြိုးစားပြီးတော့အရိဋ္ဌဇနကကိုနန်းချပြီးမိထိလာပြည်ရဲ့ထင်းနှန်းကိုတိမ်မြန်ဆိုးဆန်အဲ့ဒါလို့အရိဋ္ဌဇနက ဟိုတုတ်တင်တာပေါ့နော်အရိဋ္ဌဇနကလှုပ်ကြံခြင်းခံရတဲ့အချိန်မှာအရိဋ္ဌဇနကမင်းကြီးရဲ့မိဖုရဲ့ကောင်ကြီးမှာမိဖုရဲ့ကောင်ကြီးမှာကိုဝင်အရင်မှာရှိအဲ့တော့အရိဋ္ဌဇနကမင်းကြီးရဲ့မိဖုရဲ့ကောင်ကြီးကလည်းပြေးရတာပေါ့အဲ့ဒီအချိန်မှာပြေးပြီးတော့တခါတည်းစံပန္နကိုပြည်ကိုပြေးသွားပြေးသွားတဲ့အချိန်မှာဒိဋ္ဌပါမောက္ခဆရာကြီးကအဲ့ဒီမိဖုရဲ့ကောင်ကြီးကိုသူ့ရဲ့နှမတော်ကဲ့သို့စောင့်ရှောက်ပြီးတော့ပြုစုစောင့်ရှောက်ပြီးတော့ထားတာပြီ တော့အချိန်တန်လာတဲ့အချိန်မှာမိဖုရားကောင်ကြီးကသားတော်လေးတစ်ပါးဖွားမြင့်အဲ့ဒီသားတော်လေးရဲ့နာမည်ကိုသူ့ရဲ့အဖိုးနာမည်အတိုင်းပဲမိဖုရားကောင်ကြီးကပေးလိုက်တယ်အဲ့ဒီအတွက် သားတော်လေးရဲ့နာမည်ဟာမဟာဇနကမင်းသားလေးလို့အမည်တွက်အမဇနကမင်းသားလေးဟာဒိသာပမောက္ခဆရာကြီးစီမှာအထာရသက်ပညာရေးတူသင်ယူနေတဲ့အချိန်မှာသူ့သူ့တငယ်ချင်းတွေကအဖေမရှိဘူးမုတ်ဆွမရဲ့သားဖြစ်တယ်ဆိုပြီးတော့လှောင်ပြောင်ကြတဲ့အခါမှာမဟာဇနကကသူ့ရဲ့အမေကိုမေးတယ်သူ့ရဲ့အဖေကဘာလို့လဲ အဲ့ဒါလို့မေးတဲ့အချိန်မှာသူ့ရဲ့အမေကတာမင်းမအဖေရှိတယ်မင်းရဲ့အဖေကမေတိလာပြည်ရဲ့အရှင်သခင်ဖြစ်တဲ့အရိထဇနကမင်းကြီးပဲအခုကတော့မင်းရဲ့အဖေကိုလှုပ်ကြံပြီးတော့မင်းရဲ့ဘာတွေးတော်ပောလဇနကကထီးနှံကိုတိမ့်မြန်ထားတယ်အဲ့ဒီအတွက်မင်းရဲ့မေတိလာပြည်ရဲ့ထီးနှံကို ပြန်ရောက်အောင်စူးစမ်းအထောက်ဖို့မင်းမှတောင်းဝင်ရှိအဲ့ဒါလို့လဲပျော်မဟာဇနကကထီးနှံကိုပြန်ယူဖို့ဆိုတာငွေကြေးတောင်းတင်းဖို့လဲလိုတာဟုတ်တခါလဲကုံသွယ်ဖို့အတွက် ဒီခေတ်ဆိုတင်မောလိုက်တာပေါ့နော်တခါတည်းတင်မောဒီအဲ့ဒီခေတ်ကတော့ဒီတမုတ်တင်မောတွေနဲ့တမုတ်တရားကိုဖျက်ပြီးတော့ကုံသွဲတဲ့အလုတ်ကိုလုတ်တဲ့အချိန်မှာတနေ့ကျတော့မဟာဇနကလိုရဲ့တင်မောကြီးဟာအားလုံးသိတဲ့အတိုင်းပဲတမုတ်တရားလည်းမှာပြက်ပြီးတော့မြုပ်ပါလေရောတင်မောကြီးပြက်တဲ့အချိန်မှာတင်မောမှာပွာလာတဲ့သူတွေကတခါတည်းသွေးဦးသွေးတဲ့အနေနဲ့အော်ဟိပြီးတော့နတ်တွေကိုဆူတောင်းနေသူကဆူတောင်းသေးတော့မှာပဲဆိုပြီးတော့အော်ဟိပြီးတော့သွေးဦးသွေးတဲ့ဖြစ်နေတဲ့အချိန်မှာမဟာဇနကမင်းသားလေးရောသူဒီအတိညာရင့်တန်တဲ့သူဖျားလောင်းနဲ့ဖြစ်တဲ့အတွက်တီတီငြိမ်ငြိမ်ပဲ ်ထောပတ်နဲ့တကြားတွေကိုနေပြီးတော့အရင်ဆုံးစားတယ်အစီအိမ်အနေနဲ့တွဲပြီးစားတယ်ဘာလို့လဲဆိုတော့သမုတ်တရားထဲမှာကုခတ်ပြီးနေရမှာအစာခံအောင်လို့အာဟာရဖြစ်အောင်လို့ထောပတ်နဲ့တကြားတွေကိုနေရစားတယ်ပြီးရင်ပစိုးသုံးတယ်ကိုစီနဲ့စိန်ပြီးတော့ခန္ဓာကိုယ်မှာခိုင်ခိုင်ဝတ်အဲ့ဒီအချိန်မှာသင်းမောဘော်ကအခြားသူတွေကတော့တွဲယူသွေးတဲ့နေအော်ပြီးတော့ခုံချလိုက်တာဘေးပတ်ပတ်လဲမှာစောင့်နေတဲ့အသင်းစောင့်နေတဲ့ငမန်းနေပင်လဲလေကြီးတွေပင်လဲတတ္တဝါတွေအစာတွေဖြစ်ကုန်ပါလေရောသွေးချင်းချင်းหนีပြီးတော့ပတ်ဝန်းကျင်မှာ သွေးလွှမ်းပြီးတော့ပင်လေကြီးသွေးလွှမ်းနဲ့ပင်လေကြီးဖြစ်ဘာစရကမင်းသားလေးကဒါကိုသိတဲ့အတွက်တခါတည်းရွက်တိုင်ထိပ်ဖြားအထိတက်တယ်ရွက်တိုင်ထိပ်ဖြားကနေပြီးတော့မိထီလာပြည်ဘက်ကိုမိထီလာပြည်ဘက်ကိုမှန်းပြီးတော့တခါတည်းခွန်အားနဲ့ခုန်လိုက်တဲ့အချိန်မှာတော်တော်ဝေးဝေးကိုရောက်သွားတာပေါ့အဲဒီအတွက်ကကသွေးလွှမ်းနေတဲ့ပင်လေတတ္တဝါတွေရှိတဲ့နေရာကနေလွတ်ပြီးတော့လက်ပစ်ကူလို့ရတဲ့နေရာကိုရောက်တယ်အဲဒီကနေခုနှစ်ရက်တိုင်တိုင်မဟာဇနကမင်းသားဟာကူးခတ်တယ်ခုနှစ်ရက်တိုင်တိုင်ဘာမှမပါဒီတိုင်းကူးရတာနော် ခုနတည်းကကိုခတ်တဲ့အခါမှာသမုံတရားဆောက်မနိမေခလာနတ်သမီးကမနေနိုင်တော့တဲ့အတွက်ခုနှစ်ရက်မြောက်နေ့မှာမဟာဇနကရဲ့ရှေ့မှာကိုထင်ပြရနတ်သမီးကလည်းကြောင်တောင်ဖြစ်တော့ဒီလူသားဟာခုနှစ်ရက်ရှိပြီကူးနေတာသမုံတရားထဲမှာဒေဗင်သူတွေကတော့သွေးဦးသွေးတက်မဲ့ဒီလူသားကတော့ခုနှစ်ရက်တိတိကိုခတ်တယ်ဒီလူသားဟာသေးကြပေါက်ထိုးကြတဲ့သူဖြစ်မယ်အဲ့တော့နတ်သမီးကကိုထင်ပြပြပြီးတော့အသင်လူသား တမ်းမမြင်လမ်းမမြင်သမောက်တရားပြင်းမှာအကျိုးထူးပဲနဲ့အကျိုးထူးမရှိပဲနဲ့ကိုခတ်နေတာအသိမတူလဲအသိရဲ့ရွယ်ချက်ဟာဘာလဲနာသနကပြမယ်နတ်သမီးပြစ်ဆုံးပံမှာ၎င်းတန်တရားမှာ၎င်း အပြစ်လွတ်ရလွတ်ကြောင်းအားထုတ်နေတဲ့သူတယောက်အနေနဲ့သူ့ရဲ့လုံးလာဟာဘယ်တော့မှအကျိုးမဲ့မမဲ့ဘူးနတ်သမီးသူ့ရဲ့လုံးလာဟာ အကျိုးကျေးဇူးခံစားရစမြဲပဲပြစ္ဆုတ်ပံမှာရောတန်တရာမှာရောအပြတ်လွတ်အောင်စ조사နေတဲ့သူတွေရဲ့လုံးလဝရီဟာအချင်းကြီးမဖြစ်ဘူးနဲ့သမီးဟာနဲ့သမီးကိုတွေ့ရင်ဒါကျွန်တော်အခုပြောတဲ့ဇာတ်ကားတွေကမင်းဆရာတော်ဥောပါသားရဲ့မဟာဇနကဇက်တော်ကြီးထဲမှာပါဠိလိုရေးထားတာတွေကိုကျွန်တော်မြန်မာလိုစီလိုအောင်ပြန်တာဖြစ်နဲ့သမီးနဲ့နဲ့တွေ့လူတွေကဝိုင်းပြီးတော့ဘာစုပေးပါညာစုပေးပါကဲပါယူပါတစားစားအော်တယ်မဟာဇနကခတ်မှာမှာနဲ့သမီးကပြန်မိတ်အခြားသောအရာမှာမှန်တယ်ကမ်းမမြင်လမ်းမမြင်နဲ့သမုတ်တရားထဲမှာကူးခတ်နေတာ လုံးလမပြုတ်တဲ့နဲ့အရာမှာလုံးလထုတ်နေတာမဟုတ်လို့အသိလူသားအဲ့ဒါဟာအချင်းကြီးပဲလေညသမီးလောကမှာမလျှော့သောဇွဲလုံးလနဲ့စ조사အားထုတ်နေတဲ့သူကိုမိသူကမှမကဲ့ရဘူးအေးလုံးလဝရိယအားမထုတ်ပဲကံပြစ်ချတဲ့နေရာမှာငြိမ်ငြိမ်လေးထိုင်ပြီးတော့ကော့နေအောင်ခံနေတဲ့သူတွေကိုပဲလောကကြီးမှာလူတွေကကဲ့ရညသမီးကလည်းမလျှော့ဘူးပြန်မယ်မဟာဇနကလုံးလပြုတ်မှားပါက ညသမီးရဲ့ဒီမှာနံပါတ်လေးပါခေါ်လာနော်လုံလာပြူမှားပါကအကျိုးရှိမှာမဟုတ်ဘူးရှက်ဖွေရပဲတမုတ်တရားနဲ့ကူးတဲ့လုံလာဆိုတာဟာ အကျိုးမထူးလေတဲ့ဒါအချင်းကြီးပဲလူတွေကသိုံကဲရမှာမကြောက်ဘူးလားညသမီးလောကမှာကိုမတက်နိုင်တဲ့ကိစ္စရဲ့ကြီးတစ်ခုဖြစ်လာတဲ့အခါငါလုံရင်လည်းဘာမှမထူးပါဘူးဆိုပြီးလုံလောက်ကိုမပြုတ်ဘဲနဲ့လက်လျှော့လိုက်တဲ့သူတွေကသာရှက်စရာဖြစ်တယ်ကိုတက်နိုင်နိုင်မတက်နိုင်နိုင်ကိုဘက်ကတော့အကောင်းဆုံးအားထုတ်စူးစမ်းမယ်နေသမီးနေသမီး ်ငါကလုံလဝရိယကိုမလျှော့ပဲစ조사ခဲ့တဲ့အတွက်လက်တွဲပါတွေငါလုံလဝရိယကိုငါခန်းစားနေရပြီလေလုံလဝရိယရဲ့အကျိုးကိုခန်းစားနေရပြီလုံလချော့တဲ့တဲ့ငါသင်းဘောပေါ်မှာပါတဲ့သူတွေကလုံခဲ့တဲ့ခုနှစ်ရက်ကပဲပင်လေတတဝါရရဲ့စားတောက်ချင်းကိုခံခဲ့ရပြီငါကဇွဲလုံလာနဲ့ခုနှစ်ရက်တိုင်တိုင်ကူးနေတဲ့အတွက်အဲဒီတတဝါရရဲ့ပင်လေတတဝါရရဲ့ဘေးကနေငါလွတ်တယ်လေအခုပဲအသင်းနဲ့သမီးကိုငါမြင်နေရပြီဆိုတဲ့အကျိုးကျေးဇူးကိုခံစားရတယ်အ ਨੇ ဆုံးအသင်းကိုငါမြင်ဘူးပြီမဟုတ်လားနဲ့သမီးရဲ့ တဲ့ကိုဘယ်လူသားတွေကမြင်ဘူးတလဲအဲ့ဒါဟာငါလုံလဝိရိယအကျိုးပဲအေးအသင်ကငါ့ကိုချစ်ခင်လို့ကဲတင်မဲ့ဆိုရင်ငါအသက်အန္တရာယ်ကလွတ်တယ်အကယ်၍အသင်ကမကဲတင်လဲငါကယူမဆိုင်ဘူးနဲ့သမီးငါကယူမဆိုင်ဘူးငါကတော့ငါအလုတ်ကိုငါလှုပ်ပြီးတော့ဒီသမုတ်တရားပြင်မှာဆက်ပြီးကုခတ်ရမဟဲ့နဲ့သမီးဆက်ပြီးကုခတ်ရဟာဟာမနေ့မင်္ဂလာနဲ့သမီးတော်တော်ကြီးညိုသွားတယ်လူသားတွေတော်တော်များများသူ့တွေ့ရင်ကဲပါယူပါပဲပြီးတော့သမုတ်တရားလည်း မဟာစနကသင်ကယ်ခြင်းကမကယ်ခြင်းနေတဲ့ငါအလုပ်ကိုငါလုပ်နေတာနဲ့သမီးရဲ့အေးသင်ကယ်ရင်တော့ငါလွတ်မှာပေါ့မကယ်လည်းကိစ္စမရှိဘူးအ ਨੇ ဆုံးငါတေသွားတဲ့အချိန်အောင်ဟေးဇလကကတော့အလွယ်တကူတေသွားတာမဟုတ်ဘူးဟေး तू လုံးလိုက်သမျှအလုပ်တွေကိုအကောင်းဆုံးစ조사အထုတ်ပြီးတော့တေသွားတာဖြစ်တယ်ကိုလောကကြီးကသိတယ်အဲ့ဒီတော့ငါရှက်စရာမဟုတ်ဘူးအချင်းချင်းငါတေသွားတာမဟုတ်ကြောက်ရွံ့ကဲသောသမုတ်တရားထဲမှာဇလကဟာအနစ်ခံသွားတာမဟုတ်ဘူးဇလကဟာအတက်လိုက်ဆုံး조사ခဲ့တဲ့လူသားတယောက်ဖြစ်တဲ့သမုတ်တရားကြီးကမှတ်တမ်းတင်သွားလိမ့် ဟာမနိမေခလာနတ်သမီးအဲ့ဒါလို့ဆိုဆက်ကိုမပြောတော့ဘူးမဟာသနကကိုတော်တော်ကြီးညိုသွားနတ်တွေမဆတာခံကျင်ရင်ကျွန်တော်တို့ကနတ်တွေကိုဖင်မှုတော့ထောင်ကြတော့ပြီးတော့မှကျွန်တော်တို့ကလိုချင်တာတွေတောင်းနေရမှာမဟုတ်ဘူးနတ်တွေရဲ့လေးစားမှုကိုခံအောင်လောက်ရတဲ့နဲ့တက်တည်ပြနတ်တွေရဲ့လေးစားကြင်ညိုမှုကိုခံရအောင်စိတ်တက်တည်နဲ့တက်တည်ပြနတ်ဆိုတာတွဲတယ်မဲ့သူရှောက်မှတာမဟုတ်သူမဖို့ qualify ဖြစ်တဲ့သူအရေးအသွေးအရေးချင်းနဲ့ပြေးဝတဲ့သူပဲမှဒါကြောင့်အမြန်ပြောရရင်တော့နတ်သမီးအမားစနကကိုကဲတယ် ကယ်ပြီးတော့ကြောက်ဖြာပေါ်မှာသွားတင်လိုက်တဲ့ခါမင်းလောင်းရှာတဲ့သူနဲ့တွေ့ပြီးတော့မဟာဇနကကထိနှောင်းကိုပြန်ရသွားတယ်။ဆိုလိုတာကတော့ကျွန်တော်တို့ဘဝမှာကျွန်တော်တို့အနေနဲ့ဘာတွေပဲဖြစ်နေဖြစ်နေကိုလုံနိုင်သမျှအလုပ်တွေကိုယောက်ျားကောင်းတွေစိတ်တက်နဲ့လုံလဝိရိယနဲ့မဟာဇနကမင်းသားရဲ့စိတ်တက်နဲ့ကြိုးစားမယ်ဆိုရင်မနေ့မေခလာနဲ့သမီးတွေနဲ့တွေ့ကြမှာဖြစ်ပါတယ်လို့ချစ်ခင်စွာမျှဝေပြလိုက်ပါ။ကျွန်တော်မျှဝေမှုကနေလူချင်းတို့အကျိုးရှိမယ်လို့ယုံကြည်ပါတယ်။ အဲ့တော့ကျွန်တော်ရဲ့ထူးခြားတဲ့အစီအစဉ်ကတော့အခုလာမယ့် March 23ရက်နေ့ရန်ကုန်မြို့ Pan Pacific Hotel မှာနေ့လယ်2နာရီကနေညနေ9နာရီထိကျွန်တော်ရဲ့ Meet and Greet in Yangon အစီအစဉ်ခမ်းနားစွာကျင်းပမှာဖြစ်ပါတယ်။အဲ့တော့ Meet and Greet ဆိုတာက Fan Meeting ပဲသို့တော့စာရေးဆရာဆိုတော့ကျွန်တော် Fan Meeting လို့မတက်ထားဘူး။ကျွန်တော်တခါမှမလုပ်ဘူးတဲ့အစီအစဉ်ဖြစ်တဲ့ထူးခြားတဲ့အစီအစဉ်ဖြစ်တဲ့ပရိသတ်တွေနဲ့ရင်းနှီးနှီးတွေ့ဆုံမယ်။ ဟောပြောတာတော့ပါမယ်မြန်မာနှစ်တကူအထူးအောင်မြင်ဟောပြောမှုပါမယ်ကျွန်တော်နဲ့ game to do ဆော့မဲ့အစီအစဉ်တွေပါမယ်ကျွန်တော်စာအုပ်စုထားတဲ့သူတွေယူခဲ့စာအုပ်အများဆုံးစုနိုင်တဲ့သူလက်ဆောင်ပေးမဲ့အစီအစဉ်တွေပါမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီကျွန်တော်ရဲ့ဒီမေကွန်ကျွန်တော်စိတ်ကြိုက်မေကွန်မေးနိုင်တဲ့အစီအစဉ်တွေပါမယ်ကျွန်တော်နဲ့ dinner စားဖို့အတွက်မဲနိုင်မဲ့အစီအစဉ်တွေပါမယ်ကျွန်တော်လက်ဆောင်ပေးတဲ့သူတွေကကျွန်တော်အကြိုက်ဆုံးလက်ဆောင်စုပြန်ပေးမဲ့သူတွေပါမယ်စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့စကားဝိုင်းအစီအစဉ်တွေပါဝင်မှာဖြစ်တဲ့အတွက်ထူးထူးခြားခြားတွေ့ကြမယ် အဲ့တော့ဒီပွဲရဲ့ကုန်ကြမ်းစိတ်ကိုကျွန်တော်မိတ်ဆွေလုပ်ငန်းရှင်တွေစပွန်ဆာနဲ့ဆောင်ရွက်တာဖြစ်တဲ့အတွက်ပရိသတ်တွေအထူးသက်သာတွေနှုံထားတယ်နဲ့ normal ticket VIP ticket တွေကိုရောင်းချထားပါတယ်။မြန်မြန်ဝယ်ပါ ticket ကုန်ပါတော့မယ်။23ရက်နေ့အတွက် ticket လိုချင်တဲ့ဆိုရင် messenger မှာရေးထားပေးပါ။ meet and greet ticket လိုချင်ပါတယ်လို့ကျွန်တော်တို့ team ကဆက်သွယ်ပေးပါမယ်။တင်နှက်တက်ချင်တဲ့သူတွေကကျွန်တော်တလောက်ကိုတင်နှက်တစ်မျိုးပဲဖွင့်တယ်။အခုလာမယ်။မတ်ဆာမှာဖွင့်မှာတော့ကျွန်တော်ရဲ့ personal branding တင်နန်းဖြစ်တယ်မိမတို့ရဲ့ personal branding ကိုတိစောက်မြင့်တင်ပြီးအောင်မြင်ခြင်းနဲ့မြည်သူမဆိုတက်နိုင်တယ် online တင်နန်းဒီအခုလာမယ်ကျွန်တော်တို့က25ရက်နေ့ဖွင့်မယ် online ကနေတစ်လတင်ရမှာဖြစ်တယ် ဲ့တော့နေ့စဉ် recorded video တွေတင်ပေးမယ် live lecture ကိုတော့အပတ်စဉ်ကျွန်တော်တို့ကတနေ့တနေ့လာနေ့ည၈နာရီတိုင်း zoom ကနေ live ဖြစ်ပြီးတင်ကြမှာဖြစ်တယ်အပြင်လူတွေတက်ချင်တဲ့သူတွေကတော့ masla 2930စနေတနေ့နေ့ရက်မှာမနက်7နာရီကနေညနေ6နာရီထိရန်ကုန်မြို့တော်ဝင်စင်တာ3လာမှာရှိတယ်ကျွန်တော်ရဲ့ MO သင်တန်းကျောင်းအခုကျွန်တော်တို့တောင်ငူရုံးထဲမှာတက်ရမှာဖြစ်တယ်2930 အဲ့တော့ online တင်နံပါတ်တက်ချင်းတက်ချင်းအပြင်တင်နံပါတ်တက်ချင်းတက်ချင်းလူချင်းတို့ရဲ့နာမည်ရဲ့ဖုန်းနံပါတ်ရဲ့ comment မှာမြည်နေ message မှာရေးထားပေးပါကျွန်တော်တို့ team ကဆက်သွယ်ပေးမယ်20% discount ဆက်ပေးထားပါတယ်လာမယ့်မြန်မာနှစ်သစ်မှာမိမိတို့ရဲ့ personal branding ကိုတည်ဆောက်မြင့်တင်ပြီးတော့အောင်မြင်မှုကိုဘဝမှာရယူခြင်းနဲ့လူကြီးလူငယ်မြည်သူမဆိုကျွန်တော်တို့တက်နိုင်ပါတယ်မြန်မာလိုတင် जा ပေးမှာဖြစ်ပါတယ် master 23မှာလည်း meet and greet မှာတွေ့ကြပါမယ်တင်နံတက်ချင်းလက်မှတ်လိုချင် messenger မှာရေးထားပေးပါ we must work together we must build our nation